UNESCO စာရင်းဝင်မြမရိုးရာအတာတကြံကိုရန်ကုန်၌စီကားတိုင်းမြိုင်စွာကျင်းပမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ UNESCO ရဲ့လူသားမျိုးနယ်ကိုစားပြုဒရမတ်ရင်ကျေးမှုအမွေနှင့်စရင်ဝင်မြမရိုးရာ နှစ်တကူအတသချံပွဲတော်ကိုခုံပြုသောအဖြစ်မြမတက္ကရေ1386ခုနှင့်ရန်ကုန်မြို့တော်မဟာတချံပွဲတော်ကိုရန်ကုန်မြို့မှာစီကားတိုင်မြိုင်စွာနှင့်ကျင်းပသွားမယ်လို့သိရပါသည် အဆိုပါရန်ကုန်မြို့တော်မဟာတကြံမန်တပ်မှတိုင်းရင်းသားရိုးရာအကားနဲ့ရိုင်းရကပြိုင်ပွဲတွေနဲ့စီကားတိုင်းမြိုင်စွာကျင်းပသွားမယ်လို့ဆိုပါသည် အဒီလိုကျင်းပရာမောင်မူโจចောင်းတွေရဲ့စနတ်ဦးရင်အခြေခံចောင်းတွေရဲ့စနတ်ဦးရင်ယုံအခြားဌာနတွေရဲ့စနတ်ဦးရင်ចောင်းတွေရဲ့16ဦးရင်ယုံနဲ့အခြားဌာနတွေရဲ့16ဦးရင်အလွတ်တန်း20ဦးရင်ကြာလွတ်တန်း20ဦးရိမ့်နေတိုင်းရင်သားရိုးရာယဉ်ကျေးမှုအကထွေးနဲ့ကျင်းပသွားမယ်လို့သိရပါတယ် အဆိုပါပြိုင်ပွဲဝင်အသင်းတွေအနေနဲ့မတ်လ31ရက်နောက်ဆုံးထားပြီးဘိုးထုံမြို့နယ်46လမ်းစနတ်ထခွဲယုံဆဲလွားရှိရန်ကုန်မြို့တော်စီပင်သားရာရေးကော်မတီအင်ဂျင်နီယာဌာနရေစီးရေလောင်းစီမံခန့်ခွဲမှုတွင် လာရောက်ဆိုင်ရင်ပေးသွင်းနိုင်တယ်လို့သိရပါတယ်ရှင်။